သခင်ဂျေဇုတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အပြင်အတူတူကွာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ယောဘဝတ္ထုအခန်းကြီး36အပိုင်ငယ်7စကားတော်ကိုနားထောင်၍အမှုတော်ကိုဆောင်ရွက်လင် စီးစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်နှစ်လ နေ့ရက်ကာလကိုလွန်စေတကြ၏ကျွန်တော်ဒီတမချမ်းစာကတော့ယောဘကြီးဒုက္ခရောက်တဲ့ချိန်မှာသူ့ရဲ့မိတ်ဆွေအီလီဟုက ယောဘကို အပြစ်တင်တဲ့ဆုံးမတဲ့ပုံစံနဲ့ပြောတဲ့တမန်ကျမ်းစာဖြစ်ပါတယ်။သို့တော့တမန်တရားကျမ်းစာဖြစ်သောကြောင့်ကျွန်တော်ခံယူရမယ့်အရာဖြစ်ပါတယ်။စကားတော်ကိုနားထောင်ပြီးတော့တဲ့အမှုတော်ကိုဆောင်ရွက်မယ်ဆိုရင်တဲ့စီးစိမ်ချမ်းသာနဲ့ပျော်မွေ့ပြီးတော့နှစ်လနှစ်ရက်ကာလကိုလွန်စေတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ကျွန်တော်ဖခင်ရဲ့စကားကိုနားထောင်ပြီးတော့ဖခင်ရဲ့အမှုတော်မှာပါဝင်ဆောင်ရွက်မယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာက ဖျားသခင်ပြင်ဆင်ထားတဲ့စီစဉ်ချမ်းသာနဲ့ပျော်မွေ့ပြီးတော့ကိုယ့်ရဲ့နေ့ရက်ကာလတွေမှာအဲ့ဒီပျော်မွေ့ခြင်းနဲ့လွန်စေမယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ကျွန်တော်ဒီနေ့မှာတော့ရီခတ်အမျိုးသားတွေရဲ့နားထောင်ခြင်းဆိုတဲ့အကြောင်းအရာအဖြစ်ခွန်အားယူတိစောက်ဖို့ဖြစ်ပါတယ်။ကျွန်တော်တမန်ကျမ်းစာထဲမှာကျွန်တော်ရီခတ်အမျိုးသားတွေရဲ့အကြောင်းကိုအနည်းချင်းပဲတွေ့ရပါတယ်။ဒါပေမဲ့သူတို့ရဲ့အကြောင်းကသိထူဆန်းလွန်နေ။သူတို့ရဲ့အကြောင်းကတော့သူတို့ရဲ့ဘိုးဘေးကြီးစကားကိုနားထောင်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ယေရမိနာဂတိချံအခန်းကြီး35အပိုင်းငယ်6ကနေ30ကိုကြည့်ရင်သူတို့အကြောင်းတွေ့ရပါတယ်။တနေ့ခါမှာဖျားသခင်ကပရောဖက်ကြီးယေရမိကိုစေခိုင်းခဲ့ပါတယ်။ဘာလို့ခိုင်းလဲဆိုရင်တော့ယူဒနိုင်ငံရဲ့တော်ဝင်မင်းသားတွေနဲ့ရေခတ်အမျိုးသားတွေကိုဗိမ္မာန်တော်ရဲ့အခန်းတစ်ခုအတွင်းသို့အတူခေါ်ခိုင်းပြီးတော့အဲ့ဒီရေခတ်မျိုးသားတွေကိုစပြည့်ထည့်ပြီးတော့သူတို့ကိုတောက်ခိုင်းတယ်။အဲ့ဒီရေခတ်မျိုးသားတွေကစပြည့်မတောက်ဘူး။ ရေခတ်မျိုးသားတွေအားသူတို့ရဲ့ဘိုးဘေးကြီးယောနဒတ်ရဲ့ဇကားကိုနားထောင်ပြီးတော့ဒီစပြည့်ကိုမတော့ရခြင်းဖြစ်တယ်။ရေခတ်မျိုးသားတွေကသူတို့ရဲ့ဘိုးဘေးဇကားကိုနားထောင်မှုတစ္ဆာရှိမှုကိုဒီယူရနိုင်ငံရဲ့မင်းကြီးမင်းသားတွေကိုပြခိုင်းပါတယ်။အတိတ်ပဲကတော့ဒီယူရမင်းကြီးမင်းသားတွေကရေခတ်မျိုးသားတွေလောက်ဖျားသခင်ရဲ့ဇကားကိုနားမထောင်ဘူး။ဒီနေ့ရေခတ်မျိုးသားတွေကတော့သူတို့ရဲ့ဘိုးဘေးကြီးမိမ့်မာတဲ့အတိုင်းစပြည့်ကိုမတော့ဘူးဆိုတော့ကိုတမန်ကျမ်းစာမှာတွေ့ရပါတယ် သူတို့ရဲ့အဖဖြစ်တဲ့ယောနရဲ့စကားကိုတသွေမတင်နားထောင်နေဆိုတော့ကျွန်တော်တွေ့ရပါတယ်သူတို့ကအချက်၃ချက်မလုပ်ရဘူးတားစင်မြေဆက်တို့ကစပြည့်မတော့ရဘူးစပြည့်ဥယင်လည်းမဆက်ရအောင်အကြောင်းကဣသရေလနိုင်ငံမှာဒီအာဟတ်ဘရင်နဲ့ယေဇဗေလတို့လက်ထက်မှာယောနရက်ကနေထိုင်ခဲ့တယ်ဘာလကိုးကွယ်မှုပေါ်သူမုန်းတီးပြီးတော့ဆန့်ကျင်ခဲ့တယ်အဲ့ဒီအချိန်ကဘာလကိုဝတ်ပြုဖို့ရန်အတွက်စပြည့်ဥယင် စိုက်တဲ့လုပ်ငန်းကို ဒီမိဖုရားကြီးကပေးဝေကြတယ်။ဒါကြောင့်မိုးစပီဥယျင်ဆိုင်တယ်ဆိုတာကဒါဘာလကိုကိုးကွယ်ဖို့အတွက်လုပ်တယ်ဆိုတဲ့အလုပ်တစ်ခုဖြစ်တဲ့အခါမှာယောနဒက်ကသူ့ရဲ့သားစဉ်မျိုးဆက်ကိုမှားခဲ့တယ်။စပီကြီးမတော့ရဘူး။စပီဥယျင်မဆိုင်ရဘူး။နောက်တစ်ချက်ကတော့မြေမဝယ်ရဘူး။အိမ်မဆောက်ရဘူး။တဲမှာပဲနေရမယ်။ဘဝကိုရိုးသားစွာတာမန်ဘဝနဲ့နေထိုင်ခြင်းအပြင်မကောင်းတဲ့လောဘအကျင့်ပြတ်မှုတွေကိုရှောင်ကျဉ်နိုင်ဖို့ဖြစ်ပါတယ်။နံပါတ်3တစ်ချက်ကတော့လှဲ့လေသွားလာပြီးတော့ ိုးတွေနွားတွေကိုမွေးပြီးတော့ဧည့်သည်လိုပဲနေရမယ်။ဟိုးရှေဘူဘေအာဗြဟံကြီးကနဦးဣသရေလတွေကဲ့သို့ရိုးရှင်းစွာ နေထိုင်ဖို့အတွက်သူတို့ရဲ့ဘိုးဘေးကြီးယောနဒက်ကမှားထားတယ်။အဲ့ဒီစကားအတိုင်းပဲရေခတ်မျိုးသားတွေကတသွေမတိန်လိုက်လျှောက်တဲ့အမျိုးဖြစ်တယ်ဆိုတော့တမချန်းစာမှာတွေ့ရပါတယ်။ဒီရေခတ်မျိုးတွေကဘယ်ကနေဆင်းသက်လာလဲ။သူတို့ကဣသရေလအမျိုးလားမဟုတ်ပါဘူး။ရေခတ်မျိုးသားတွေကဣသရေလအမျိုးမဟုတ်ပါဘူး။သူတို့ရဲ့ဘိုးဘေးကြီးယောနဒက်က ရေခတ်ဆွဲလူတယောက်ရဲ့သားဖြစ်ပါတယ်။အာဟန်နဲ့ယေဇေဗေလတို့ခေတ်ကာလမှာနေထိုင်ခဲ့တယ်။အဲ့ဒီကာလမှာမိဖုရားယေဇေဗေလကဘာလပရောဖက်များနဲ့ဘာလကိုးကွယ်မှုကိုများစွာလှုပ်ဆောင်ခဲ့တဲ့မိဖုရားဖြစ်ပါတယ်။ယောနသက်ကဘာလကိုးကွယ်မှုကိုလွန်စွာ မုန်းတီးပြီးတော့စန့်ကျင်ခဲ့တဲ့သူဖြစ်တယ်။ပရောဖက်ကြီးအေလီယာဣသရေလရှင်မယား၌ဗိသိက်ပေးတဲ့ယေဟုနဲ့အတူဘာလကိုးကွယ်သူမှန်သမျှကိုတုတ်သင်ပယ်ရှင်းတဲ့အထက်မှာယောနသက်ကကူညီလှုပ်ဆောင်ပေးခဲ့တယ်။ ယောနဒရဲ့ဖခင်ရေခတ်ကဘယ်မျိုးကနေဆင်းသက်လာတာလဲရေခတ်ရဲ့မျိုးရိုးကိုကျွန်တော်လိုက်ကြည့်တဲ့အခါမှာကေနိအမျိုးသားတွေနဲ့ဆက်နွယ်မှုရှိတယ်ဆိုတာကိုတွေ့ရပါတယ်ကေနိမျိုးသားနဲ့ရေခတ်မျိုးသားတွေဟာတမျိုးသားတွေပဲဖြစ်ပါတယ်မောရှိရဲ့မိန်းမဘက်ကနေအမျိုးနွယ်တွေကိုကေနိအမျိုးသားတွေလို့ခေါ်ပါတယ်မောရှိက တောထဲမှာဥဆောင်ပြီးတော့ခါနန်ပြည်ဝင်ဖို့သွားတဲ့အချိန်မှာသူဘသူ့ကိုလိုက်ဖို့ခေါ်ခဲ့လဲဆိုရင်သူ့ရောက်ခေါ်မှာမိဒရန်မျိုးရဲ့သားဖြစ်တဲ့ဟောဘတ်ဆိုတဲ့လူကိုသူနဲ့အတူခါနန်ပြည်ကိုလိုက်ဖို့ ခေါ်ခဲ့ပါတယ်။အဲ့ဒီဟောဘက်ကနေမွေးလာတဲ့သားသမီးတွေမောရှိရဲ့မိန်းမဘက်ကနေမွေးလာတဲ့သူတွေကိုတော့ဘာလို့ခေါ်လဲဆိုရင်တော့ကင်နီအမျိုးတွေလို့ခေါ်ပါတယ်။မောရှိရဲ့မိန်းမဘက်ကမိဒွန်မျိုးတွေနဲ့ခါနန်ပြည်မှာဟိုးငကိုတွေကရှိတဲ့ကင်နီလူမျိုးတွေနဲ့ပေါင်းပြီးတော့ရောနှောပြီးတော့အိမ်အောင်ပြုတ်ပြီးတော့ကင်နီမျိုးဆိုပြီးတော့ထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်မို့ရေခတ်အမျိုးနွယ်ကမောရှိရဲ့မိန်းမဘက်ကအမျိုးနွယ်တွေဖြစ်ပါတယ်။သူတို့ကအီးဒရီလာလူမျိုးတွေမဟုတ်ပါဘူး။ ယေရမိကဒီရေခတ်မျိုးသားတွေကိုယူဒမင်းကြီးမင်းသားတွေရဲ့ရှေ့မှာစပြည့်ကိုတောက်ခိုင်းတော်ညာလဲသူတို့ကမတောက်ဘူးပိုးပေကြီးယောနဒတ်ပြောတဲ့အတိုင်းစပြည့်မတောက်ဘူးမြေမဝဲဘူးအိမ်မဆောက်ဘူးဧည့်သည်ကဲ့သို့ပဲတွားလာတယ်သူတို့ကယုတ်ထုစင်းထုနဲ့ပတ်သက်မှုမရှိဘဲနဲ့ဖျားကိုပဲအစီခံခဲ့တယ်သူတို့ရဲ့ဘိုးပေကြီးယောနဒတ်ကဖျားဘက်မှာတိတ်ဆိတ်အားကြီးတဲ့အတိုင်းပဲသူတို့ကလည်းဖျားသခင်တို့ဆက်ကပ်ပြီးတော့အသက်ရှင်ခဲ့တဲ့အမျိုးနွယ်ဖြစ်ပါတယ် ဒါကြောင့်မို့ဘုရားသခင်ကပရောဖက်ကြီးယေရမိအားဖြင့်ရေခတ်အမျိုးသားတွေကိုကောင်းကြီးပေးခဲ့တယ်။ယေရမိနာဂတိကျမ်းအခန်းကြီး35အပိုင်ငယ်16မှာဘလို့ရေးလဲဆိုရင်ရေခတ်သားယောနဒက်၏အမျိုး၌ငါအမှုအထမ်းတို့သည်အစဉ်ရှိကြလိမ့်မည်ဟုဣသေလမျိုး၏ဘုရားသခင် ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏လို့တမန်ကျမ်းစာထဲမှာဖော်ပြပါတယ်။အတိတ်ဘယ်ကတော့ရေခတ်မျိုးသားတွေရဲ့မျိုးဆက်ကငါရှိမှရက်တည်ပြီးတော့သူတို့မျိုးရိုးမပြတ်ရဘူးဆိုတဲ့ကောင်းကြီးဖြစ်ပါတယ်။ ရေခတ်မျိုးသားတွေကသူတို့ဘိုးဘေးယောနဒတ်မှားတဲ့အတိုင်းဖျားဘက်မှာတစ္ဆာရှိပြီးတော့ဘိုးဘေးကြီးစကားကိုနာခံပြီးတော့အသက်ရှင်ခဲ့တဲ့အတွက်ကြောင့်သူတို့ကတိုင်းတစ်ပါးတွေရဲ့ဖန်ဆီးခြင်းခေါ်ဆောင်ခြင်းကိုသူတို့မခံခဲ့ရအောင်ယောမြောက်ပိုင်းဣသရေလနိုင်ငံကိုအာရှူရီလူတွေက BC 722မှာဖန်ဆီးခေါ်ဆောင်သွားတော့ညာလေဒီရေခတ်မျိုးသားတွေကအဲ့ဒီမှာမရှိတော့ဘူးအဲ့ဒီချိန်မှာသူတို့ကရွှေ့ပြောင်းသွားလာတဲ့အတွက်ကြောင့်ယူရာပြည်ဘက်ကိုပြောင်းရွှေ့နေထိုင်ခဲ့တယ် ဒါကြောင့်အာရှုရီတွေရဲ့ဖန်စီချုံနောင်ခြင်းကလည်းလွတ်မြောက်ခဲ့တယ်။နောက်တစ်ခါယူဒပြည်ကိုနေဘုကနေဇာမင်းတို့လာပြီးတော့ဖန်စီသိမ်းဆဲပြီးတော့ဒိုင်လာတို့ခေါ်သွားတဲ့အချိန်မှာနေဘုကနေဇာမင်းကသူ့ရဲ့ရဲမတ်တွေကိုမှားထားခဲ့တယ်။လှည့်လည်ပြီးသွားလာတဲ့လူစုတာမညာစင်းရဲသားတွေကိုမဖန်စီပဲနဲ့မခေါ်ဆောင်ပဲနဲ့တခြားလူတွေကိုပဲခေါ်ဆောင်သွားစေခဲ့တယ်။ဒီတစ်ခါမှလည်းရေခတ်မျိုးသားတွေကဘာဘူးလုံးပြည်ကိုဖန်စီချုံနောင်ခြင်းမခံခဲ့ရဘူး။ ဒါနဲ့မကသေးပါဘူးကျွန်တော်စာမှာဖတ်ရတယ်ယနေ့အထိရေခတ်မျိုးသားတွေကရေဒီခေါ်မျိုးမှာနေထိုင်နေဆိုတဲ့အကြောင်းကိုသိရပါတယ်ဒါကတော့ကျင်းသေးလားမကျင်းသေးလားတော့မပြောတတ်ပါဘူးသို့တော်မိတို့ပင် ဖြစ်စေရေခတ်မျိုးသားတွေရဲ့အသက်ရှင်မှုကိုကျွန်တော်ရဲ့အသက်တာထဲမှာရှိဖို့အတွက်ဘုရားသခင်ကအလိုရှိနေတာဖြစ်ပါတယ်အဲကြောင့်လေဘုရားသခင်ကပရောဖက်ကြီးယေရမိအားဖြင့်ရေခတ်အမျိုးသားတွေကဲ့သို့အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတမန်ကျမ်းစာထဲမှာဖော်ပြခဲ့ခြင်းပဲဖြစ်ပါတယ် တကယ်တော့ရေခတ်မျိုးသားတွေကဣသွေလအမျိုးမဟုတ်ပါဘူး။တပါးမျိုးသားတွေဖြစ်ပါတယ်။မောရှိမိမဘက်ကအမျိုးနွယ်တွေပါ။ကေနိအမျိုးနဲ့ဆက်နွယ်တဲ့အမျိုးနွယ်တွေဖြစ်ပါတယ်။သူတို့ရဲ့ဘိုးဘေးယောနသက်ချမှတ်ခဲ့တဲ့စကားတွေကိုတသွေမတိန်လိုက်နာခြင်းအပြင်ဖျားသခင်ကောင်းကြီးမင်္ဂလာကိုတားဆင်မြည်ဆက်ခံစားရခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့လည်း ဖရားရဲ့စကားနှုတ်ကပတ်တော်တွေကိုတပွေမတိန်လိုက်နာ ခံယူခြင်းအပြင်နားထောင်ခြင်းအပြင်ရီခတ်အမျိုးသားတွေကဲ့သို့ဖရားသခင်အကောင်းကြီးမင်္ဂလာကိုတားဆင်မြေဆက်ခံစားရမယ်ဆိုတဲ့အကြောင်းကိုဝေငါခွန်အားပေးပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ